မ္ဘာအကြီးအကျယ်ဆုံးကုန်တင်သင်္ဘောသုံးစီးမင်္ဂလာပါခင်ဗျဘာမဆက်မြက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကွန်တိုင်နာသင်္ဘောတွေရဲ့ခရီးစည်းကြောင်းကွန်တိုင်နာသင်္ဘောတွေရဲ့တမိုင်းက1956ခုနှစ်မှာစတင်ခဲ့ပါတယ်မာကွန်မက်ကလေးဆိုတဲ့အမေရိကန်စီးပွားရေးသမားတဦးကပထမဆုံးတော့ကွန်တိုင်နာသင်္ဘောကိုစတင်အသုံးပြုခဲ့သူလို့တမိုင်းမှာဆိုရခင်ဗျကနောက်မှာတော့တန်3500တင်နိုင်တဲ့ရေနံတွေသင်္ဘောကိုကွန်တိုင်နာသင်္ဘောဖြစ်ပြောင်းလဲခဲ့ရုံလောက်ပါပဲအဲဒီတော့ကွန်တိုင်နာ58လုံးပဲတင်နိုင်ခဲ့ပါတယ်အခုပြောခဲ့တဲ့သင်္ဘောကြီးတွေနဲ့ရှင်းလိုက်ရင်ဘာမှမဖြစ်စလောက်ကလေးပေါ့ နှစ်တွေကြာလာတဲ့အမျှကွန်တိန်နာတင်သင်္ဘောတွေကတဖြည်းဖြည်းကြီးမားလာပါတယ်။အရင်တုန်းကကွန်တိန်နာ9000လောက်တာတင်နိုင်တဲ့ဖနားမတ်သင်္ဘောတွေဟာဖနားမတူမြောင်းကိုဖြန်နိုင်ခဲ့လို့အဲ့ဒီလိုနာမည်ပေးထားတာပါ။ဒါပေမဲ့သင်္ဘောတွေအရွယ်စားကြီးလာတဲ့အခါဖနားမတူမြောင်းလိုနေရာမျိုးတွေကိုမဖြန်နိုင်တော့ပါဘူး။အဲ့ဒီတော့တခြားလမ်းကြောင်းတွေကနေပတ်ပြီးသွားလာကြရပါတယ်။နောက်16ခုနဲ့အရပနားမတူမြောင်းကိုပို့ပြီးကျဲအောင်တူးဖော်လိုက်တော့မှနီယိုပနားမတ်လို့ခေါ်တဲ့ကွန်တိန်နာ1000လောက်တင်နိုင်တဲ့သင်္ဘောတွေဖြတ်တန်းနိုင်ခဲ့ပါတယ် အခုနောက်ပိုင်းမှာတော့ Ultra Large Container Vessel ULCVS လို့ခေါ်တဲ့ container 2000ကျော်တင်နိုင်တဲ့အီယာမတင်မောကြီးတွေထွက်ပေါ်လာတာကိုတွေ့ရပါတယ်။ဒါပေမဲ့ပိုကြီးလေပိုကောင်းလေတော့မဟုတ်ပါဘူး။တင်မောကြီးတွေကကုန်စည်တွေကိုများများတင်နိုင်ပေမဲ့စိတ်ကန်းတိုင်းကိုတော့ဝင်ရောက်နိုင်မဲ့အခွင့်အရေးလက်လွတ်လိုက်ရပါတယ်။စိတ်ကန်းတွေမှာလေတင်မောကြီးတွေအတွက်တည်တဲ့အခြေခံအဆောက်အုံတွေလိုအပ်တာကိုပြ။ဒီနေ့မှာတော့ကမ္ဘာပေါ်ကအကြီးဆုံးကုန်တင်တင်မောတွေအကြောင်းလေ့လာကြည့်လိုက်ကြရအောင်။ Evergreen Eclipse ထိုင်ဝမ်က Evergreen Marine ကနေတိစောက်ပြီးပနားမစိတ်ကမှာမှတ်ပုံတင်ထားတဲ့ Ever Alert အကြောင်းကလေးစာကြတာပေါ့သူက Evergreen Eclipse Container တင်တင်မောအုပ်စုထဲမှာပါပါတယ် Theory အရဆိုရင်တော့ဒီတင်မောတွေက container 23,990အထိတင်ဆောင်နိုင်ပါတယ် Gross Standing အနေနဲ့ကြည့်ရင်တော့လူတွေတိစောက်ဖို့တမရဲမှာတတိယအကြီးဆုံးကွန်တိုင်နာသင်္ဘောဖြစ်ပါတယ်။ Evergreen Marine Company ကနေဒီလိုသင်္ဘောမျိုး73ဆင်းတိစောက်ဖို့မှာကြခဲ့တာပါ။အဲဒီထက်က6ဆင်းကို CSSC ကတိစောက်ပြီးနောက်ထပ်9ဆင်းကိုတော့ထောင်ကိုရီးယားက Samsung Heavy Industry ကနေတိစောက်နေပါတယ်။အခုဆိုရင်7ဆင်းဝင်ဆောင်မှုပေးနေပြီးနောက်ထပ်2ဆင်းကတော့စောက်လို့နေတုန်းပါပဲ။ဒီတင်မအမျိုးအစားတွေက Ever Ace ကတော့ရန်ထရန်စိတ်ကန်းကနေဥရောပကိုကွန်တိုင်နာအလုံး21,930တင်ဆောင်မိခရီးနေကြတာကြောင့်ကမ္ဘာစံချိန်တင်ခဲ့ပါတယ် ထိုင်ဝမ်နယူးသတင်းဌာနအရ Samsung Heavy Industry နဲ့ထိုင်ဝမ်ကကုမ္ပဏီတို့က2019တုန်းက Ever Ace Demo ကိုဒေါ်လာ150တန်းနဲ့တိစောက်ဖို့သဘောတူညီခဲ့ကြပါတယ်။ CSSC ရဲ့အလောက်ခံကုမ္ပဏီတစ်ခုကနေ Ever Alert ကိုတော့ဒေါ်လာ145တန်းနဲ့ဆောက်လုပ်ခဲ့တာဖြစ်ပြီး Ever Ace နဲ့အရှိအနံကအထူးတူပါပဲ။အရှိ1332ပေနဲ့အနံ200ပေရှိပါတယ်။ရေအောက်ပိုင်းက56ပေနဲ့ဝင်ပြီးကွန်တိန်နာ2390ကနေ2420အထိတင်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့တင်ဆောင်လာတဲ့ကွန်တိန်နာအားလုံးရဲ့အလေးချိန်ကတန်2သိန်း4000ထက်မပိုရပါဘူးဒီပမာဏက Eiffel Tower 24ခုကိုတပြိုင်နက်ရွှေ့ပြောင်းတလို့ပါပဲဒီမော့ရဲ့ရှေ့ပိုင်းမှာ Bold Truster တစ်စုံရှိပါတယ်ဒီစနစ်ကဒီမော့ကိုအချိန်နှေးချိန်မှာပုံမထင်းချောရလွယ်ကူအောင်ကူညီပေးပါတယ်ဒီမော်ရဲ့အလဲပိုင်းမှာဝန်ထမ်းတွေနေထိုင်မဲ့နေရာဖြစ်တဲ့ accommodation break ရှိပြီးဘေးတစ်ပတ်စီမှာကယ်ဆယ်ရေးလှေနှက်စင်းစီတက်ဆင်ထားပါတယ်။အထပ်ပေါင်း၉ရက်ရှိပြီးအပေါ်ဆုံးထပ်ကူတော့ Monkey Island လို့ခေါ်ပြီးစောင့်ကြည့်ရေးအချက်ပေးနေရာဖြစ်ပါတယ်။ အရိယာမှာတော့တင်မောကိုထိန်ချုပ်တဲ့နေရာဖြစ်တဲ့ navigation brake ရှိပါတယ်။ဒီနေရာမှာတင်မောမောင်စနစ်ဇက်သွေးကြီးပစ္စည်းတွေနဲ့ engine ထိန်ချုပ်မှုတွေကိုထားရှိပြီးလူတွေကဒီအကြီးမားဆုံးအဆောက်အုံတွေကတစ်ခုကိုထိန်ချုပ်မောင်းနေတဲ့နေရာပါပဲ။အရိယောက်က H တက်မှာတော့လက်စီပစ္စည်းတွေရှိပါတယ်။ A နဲ့ D တက်တွေကဝန်ထမ်းတွေရဲ့အိတ်ခန်းတွေပါ။ C တက်မှာတော့အာဂလာခံမအဝယ်လက်ကနေရုပ်ရှင်ရုံလိုအပန်းဖြေခန်းတွေရှိပါတယ်။အောက်ဆုံးပိုင်းကဘီတက်မှာတော့ဂယ်လေးလိုခေါ်တဲ့စပုတ်မှုတွေအစားအသောက်ပြင်ဆင်တဲ့နေရာအစားအသောက်တုံးလောင်ကနေထမင်းစားကန်လို့ရှိပါတယ် ADAS ကတော့အရေးပေါ်ကိစ္စတွေအတွက်နေရာဖြစ်ပြီးမီထိန်ချုပ်ရေးစကန်ဈေးရုံနဲ့အချောက်ခံစကန်တို့ပါဝင်ပါတယ်။အောက်ဆုံးထပ် UTAC မှာတော့ဝန်ထမ်းတွေရဲ့ခရီးဆောင်အိတ်တွေကိုထားရှိပါတယ်။ Ever Island တဲမှာမှာ Hydrodynamic Automation နည်းပညာကိုအသုံးပြုထားပါတယ်။ဒီနည်းပညာကအရေးထဲမှာခုံမောင်းတဲ့အခါလောင်စာဆီပုံမသုံးဆွဲခြင်းမရှိဘဲအရှင်ကောင်းကောင်းရအောင်ကူညီပေးပါတယ်။ လောင်သာသီထွေတာမှုကိုပြောရရင် WGT 11192PA အင်ဂျင်ကိုအသုံးပြုထားပြီး9600 kW သို့မဟုတ်9900မြင်းကောင်ဝင်အားထုတ်လုပ်ပေးပါတယ်။ဒီစွမ်းအင်နဲ့တင်မော်က22.5 knot တနအီကို -25.9 မိုင်ထိခရီးသွားနိုင်ပါတယ်။ဒီအရင်ကအရန်ကိုကြီးမလို့လို့အိအများစုထပ်တောင်ပိုကြည့်တယ်လို့ပြောကြပါရင်သူရဲ့ president တွေက3.1ပေအချင်းရှိပါတယ် ဂရနီဝါရက်ကောမှာအကြီးဆုံးအင်ဂျင်ရဲ့ President အချင်းက3.15ပေရှိတာကိုကြည့်ရင်ဘာလို့ကြီးလဲဆိုတာကိုခံမှန်းကြည့်နိုင်ပါတယ်။ CMA CGM Jacque Sack Gross Danny အရာတိစောက်ခဲ့တဲ့အကြီးဆုံး container သင်္ဘောအကြောင်းပြောရရင်တော့ CMA CGM Jacque Sack ဖြစ်ပါတယ်။ဒီတင်မောက Gross Danny ရေ236580ရှိပြီးပြင်သစ်က CMA CGM company ကနေအသုံးပြုနေပါတယ်။2020မှာတည်ဆောက်ခဲ့တာဖြစ်ပြီး LNG သဘာဝထက်ငွေရေနဲ့မောင်းနေတဲ့အခြေဆုံး container တင်မောက်ဖြစ်စံချိန်တင်ခဲ့ပါတယ်။ တင်မောရဲ့တည်ဆောက်မှုအများစုက6600 CVT လောင်စာစီးတိုင်ကြီးပေါ်မှာအခြေခံထားပါတယ်။ဒီတိုင်ကြီးက LNG ကိုအနုတ်168 degree centigrade အထိအေးခံထားပါတယ်။ဒီလိုကြီးမားတဲ့လောင်စာစီးတိုင်ကြီးကြောင့်တင်မောကအာရှကနေမြောက်ဥရောပကိုမယံမနာနဲ့မိုင်2340ခရီးကိုသွားနိုင်ပါတယ်။ LNG တင်မောတည်ဆောက်ရမှာအရေးကြီးဆုံးချက်ကတော့လောင်စာစီးတိုင်ကြီးကိုတည်ချထားရှိဖို့ပါပဲ။လောင်စာကိုအရေးဖြစ်ထိန်းထားနိုင်ဖို့အင်မတန်အေးတဲ့အပူချိန်ကိုထိန်းထားရတဲ့အတွက်အလွာနလွာထပ်ပြီးကာရန်ထားပါတယ်။ဒီတင်မောအတွက်ကို CMD Win GD တွဲ Indo 92 DF အင်ဂျင်ကိုအထူးတည်ဆောက်ခဲ့တာပါ။ကုမ္ပဏီကတော့ဒီအင်ဂျင်ကိုကိုနေနာတင်သင်းမောအတွက်တည်ဆောက်ခဲ့တဲ့များထဲမှာအစွမ်းအထက်ဆုံး LNG အင်ဂျင်လို့ခေါ်ဆိုခဲ့ပါတယ်။အင်ဂျင်ကအရန်ကိုကြီးမားလုံးတဲ့အတွက်အစိပ်ပိုင်းတွေခွဲပြီးမှတက်ဆင်ခဲ့ရပါတယ်။ Crash Chef ကိုနေရာချပြီးနောက်မှာစက်ကချေချုံမွေ့မွေ့လဲပတ်ရလားဆိုတာကိုစစ်ဆေးပါတယ်။အင်ဂျင်ရဲ့စွမ်းဆောင်ရည်ကိုအင်ဂျင်နီယာတွေကယုံကြည်စိတ်ချပြီးမှပဲအင်ဂျင်အဖုံးကိုတင်ခဲ့ကြပါတယ်။နောက်ဆုံးတက်ဆင်ပြီးသွားတဲ့အခါမှာတော့6380 kW စွမ်းအင်ထွက်ရှိလာပါတယ်။ ဒီစွမ်းအင်ကလေယာဟ60ခုဒါမှမဟုတ် AirPods A3 HD ဂျက်အင်ဂျင်10လုံးနဲ့ညီမျှပါတယ်။ CMA CGM ကုမ္ပဏီက LNG ကိုလောင်စာဖြင့်ရွေးချယ်ရတဲ့အထူးအကြောင်းရင်းကတော့ CO2 ထုတ်လွှတ်မှု20ရာခိုင်နှုန်း၊ဆာလဖာအောက်ဆိုက်69ရာခိုင်နှုန်း၊နိုက်ထရိုဂျင်အောက်ဆိုက်62ရာခိုင်နှုန်းနဲ့တေးငယ်တဲ့အမုန်မွား63ရာခိုင်နှုန်းရှော့ချနိုင်လို့ပါ။ LNG ကိုတော့ရုပ်ကျင်းလောင်စာတွေထဲမှာပတ်ဝန်းကျင်ကိုအငြင်းငန်းဆုံးလောင်စာအမျိုးအစားဖြစ်သတ်မှတ်ထားပါတယ်။ဒီလိုသင်္ဘောတွေက3ရာခိုင်နှုန်းထုတ်လွှတ်မှုကိုတလန်းပိုနီးစပ်စေပါတယ်။ တီဆောက်ရေးလုပ်ငန်းစဉ်ကိုပြန်ပြောရရင်ဒီမော့ကအရန်ကြီးရအတွက်အစိပ်ပိုင်းတွေခွဲပြီးတီဆောက်ခဲ့ရတာပါ။နောက်မှဒေချာကဲရီဆိုပြီးတခုချင်းပြန်ဆက်ရင်းဒေချာတီဆောက်ခဲ့ကြရပါတယ်။ RNG လောင်စာစီတန်ကြီးကိုအချောက်ခံတဲ့နေရာရဲ့အလဲမှာအရင်ဆုံးနေရာချပြီးဂျန်တဲ့အစိပ်ပိုင်းတွေကိုနောက်မှဇက်တိုက်တက်ဆင်ခဲ့ပါတယ်။ဒီမော့ကိုယ်တွေကိုတီဆောက်တဲ့တမလီပြားကြီးတွေကိုလည်းအေယာမာကရင်းနေနဲ့မတင်ပြီးနေရာချခဲ့ကြပါတယ်။ဒီမော့ရဲ့နာမည်ကြီးအပြားနဲ့အစိမ်ရောထားတဲ့အပြင်ပိုင်းကိုတော့အထူးပကြီးကရင်းတွေတုံးပြီးတော့ဈေးချခဲ့ကြပြီးစလုံးတွေကိုတော့လက်နဲ့ရေးသားခဲ့ကြပါတယ်။ ။ဒီမော့ကိုရီတည်ဆောက်ဖို့အတွက် CSSC ကုမ္ပဏီက14လလောက်အချိန်ယူခဲ့ရပါတယ်။ဒီမော့က2020ခုနှစ်စက်တင်ဘာလ23ရက်နေ့မှာစတင်ဝင်ဆောင်မှုပေးခဲ့တာမို့လို့2018ခုနှစ်လောက်ကတည်းကစတင်တည်ဆောက်ခဲ့တာလို့ခန့်မှန်းရပါတယ်။အခုဒီဒီမော့ကြီးရဲ့အရွယ်အစားအကြောင်းပြောနေပေမယ့်တကယ်တိကျတဲ့အရွယ်အစားကိုတော့မပြောရသေးပါဘူး။ဂျက်ကွင်းစိတ်တင်မော့ကအရှေ1332ပေနဲ့အနံ200ပေရှိပါတယ်။ဒီအရှေကဘောလုံးကွင်း၄ကွင်းစာလောက်ရှိပြီး USS နေမယ့်အမျိုးအစားလေရင်တင်မော့တွေထပ်ပေ300လောက်ပို့ရှိပါတယ်။ ဒီလိုရွယ်စားကြီးမားတဲ့ဂျက်ဂွေဆက်ကကွန်တိန်နာ2964လုံးကိုတကဘာလုံးကိုတင်ဆောင်တည်ပို့နိုင်ပါတယ်။ CMA CGM company ကလည်းဒီလိုတင်မမျိုးကိုစင်အတွက် CSSC ကိုဒေါ်လာ1.2ဘီလီယံပေးချေခဲ့ပြီးဒါစင်းကိုဒေါ်လာ133တန်းလောက်ကြာတင်ပါတယ်။ MSC Arena နဲ့ MSC Loreto DU ဒါမှမဟုတ်ပေ20ညီမတဲ့ကွန်တိန်နာအရေအတွက်အရအကြီးဆုံးကွန်တိန်နာတင်မောက်ကတော့ Mediterranean Shipping Company MSC ကအသုံးပြုနေတဲ့ Hudor အမျိုးအစားကွန်တိန်နာတင်မောက်ပါ။ ဒီတင်မောကအန်ဟောလာအောင်ကြီးမာပြီးကွန်တိုင်နာပေါင်း14346လုံးကိုကဘာအနှက်တင်ဆောင်တည်ပို့နိုင်ပါပြီ MSC ကုမ္ပဏီကဟိုတုံအမျိုးအစားကွန်တိုင်နာတင်မော10ဆင်းမှယူခဲ့ပေမဲ့အခုချိန်ထိတော့2ဆင်းပဲတိစောက်ပြီးစီပါသေးတယ် MSC Arana နဲ့ MSC Lorando တို့ဖြစ်ပြီး Liberia နိုင်ငံမှာမှတ်ပုံတင်ထားပေမဲ့ Switzerland က MSC ကုမ္ပဏီကနေအတုံးပြပါတယ်ဒီတင်မောကြီးကအရှေ1312ပေနဲ့အနန်200တပေရှိပါတယ် တင်မောက်ကိုရီးယားရဲ့ gross dan တွေကတော့2300 3000ပါစင်ကာပူက YZJ8 ဘဲတင်းကတိစောက်ခဲ့တာဖြစ်ပြီး MSC Arena က2023ခုနှစ် April 10ရက်နေ့မှာဂွမ်ဆူးစိတ်ကန်ကနေစတင်ထွက်ခွာခဲ့ပါတယ်သူကတရုတ်နိုင်ငံကနေဥရောပကိုဘာရီဘောကအထယ်အလိုက်အိမ်သုံးပစ္စည်းတွေနဲ့ electronic ပစ္စည်းတွေတင်ဆောင်ပြီးခရီးထွက်ခဲ့ပါတယ်ဒီတမောရီရဲ့ထိကြတဲ့ဈေးနှုန်းကိုတော့ကျွန်တော်တို့မသိရပါပေမယ့် MSC ကုမ္ပဏီကဘွန်၄၀နဲ့2020မှာတရုတ်နိုင်ငံကနေတင်မော၄၀အတွက်ဒေါ်လာ1,600နဲ့ငားရန်ခဲ့တဲ့သဘောတူညီချက်ရှိပါတယ်။ ဒီသဘောတူညီချက်ကဟိုတုံမျိုးစားကွန်တိန်နာတင်မော၄စင်းအတွက်ဖြစ်ခဲ့မယ်ဆိုရင်တင်မော၃စင်းရဲ့ဈေးနှုန်းကဒေါ်လာတန်း150လောက်ရှိမယ်လို့ခန့်မှန်းရပါတယ်။ဒီလိုအရာမတင်မော G ရဲ့ကြီးကျယ်ခမ်းနားမှုတွေကအမခန်းစရာကောင်းတယ်လို့သူတို့ကကျွန်တော်တို့ရဲ့ကဘာလုံးဆိုင်ရာစီးပွားရေးစနစ်အတွက်အရေးပါတဲ့သွေးကြောတွေဖြစ်နေပါသေးတယ်။လမ်းကြောင်းတစ်ခုကဖိတ်ဆိုသွားရင်တော့ကဘာကုန်သွယ်ရေးတစ်ခုလုံးရပ်ဆိုင်သွားနိုင်တဲ့အခြေအနေမျိုးထိဖြစ်နိုင်ပါတယ်။ နောက်21ခုနှစ်တုန်းက Evergreen တင်မောကြီးစူဝတ်ဒူးမြောင်မှာဖိတ်ဆိုခဲ့တော့ကကဘာစီးပွားရေးမှာတနေ့ကိုဒေါ်လာ6.6ဘီလီယံလောက်အရှုံးပေါ်ခဲ့တာကိုပြန်စင်းစားကြည့်မယ်ဆိုရင်ဒီတင်မောကြီးတွေရဲ့အခမ်းအနားကဘလောက်အရေးပါလဲဆိုတာပို့ပြီးသိတာစီပါတယ်။ဒါ့အပြင်အခုနောက်ပိုင်းမှာတင်မောကော်မတီတွေကတဘာပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းစေဖို့အတွက် LNG လိုတန့်စင်တဲ့လောင်စာတွေကိုအသုံးပြုလာကြပါတယ်။ဒါပေမဲ့နောက်ဆုံးပေါ်တရင်တွေအရာဆိုရင် MSC Lorena လိုတင်မောကြီးတွေမှာ LNG ပြင်ဇီဝလောင်စာစီတွေကိုပါစမ်းသပ်အသုံးပြုနေကြပါပြီ။ နာဂတ်မှာဒီလိုအရာမတင်မောကြီးတွေကလဲတူညဉ့်ဉန်းမှုလုံးဝမရှိတဲ့တုံညာရာခိုင်နှုန်းထုတ်လွှတ်မှုစီဦးတည်သွားနေပြီလို့ပြောလို့ရပါတယ်။ကိုရိုနာတင်မောတွေကခရီးစည်းကြောင်းနဲ့အတူဆက်လက်ပြောင်းလဲတိုးတက်နေုံမှဖြစ်ပြီးတရက်ခရီးစဉ်တွေစံတစ်တီထွေမှုတွေနဲ့ကမ္ဘာစီးပွားရေးကိုဘယ်လိုဆက်လက်လှုပ်ရှားစေမလဲဆိုတာကိုစောင့်ကြည့်ရတာစိတ်ဝင်စားစရာအကောင်းဆုံးပါပဲ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။